n equation of the cycle cycle ရဲ့ equation ကိုမလုပ်ပြရမှာဆိုရင်ရှာပြရမယ် radius form radius ပေးတယ် center f1 2 center ပေးတယ်ဆရာတို့ equation cycle ရဲ့ equation ကိုရှာမယ်ဘယ်ပုံစံနဲ့ရှာမလဲဆိုရင် standard form ပုံစံနဲ့မလုပ်ပြရမှာဆိုရင်ရှာပြရကဲ standard form ကို formula ရဲ့ဆရာတို့တစ်ခါတော့ပြပြပါ standard form formula က h h h H meine, ich the wood square black. Why meine kids the wood square, square equal to a square? Ali Vasanaga, H, K. Araga, A. Aguru Jinzelo Kushamne. Distant from Lana Balogi, Shalai. Get out to be a Halu Yelan, a radio form. Radio A. B. A. I. Equal. I. U. S. Radio A. Equal 4. center s minus 1 comma 2ဆိုတာဒါဘာကိုပြတာဆိုလို့ h နဲ့ k နဲ့ h နဲ့ k နဲ့ကိုပြတာဆရာ center လို့ရေးလိုက်မယ် center center h a comma k equal to minus 1 comma 2အဲ့ကောင်ရဲ့ဆရာတို့ equation ကိုဘာလို့ရအောင်လဲဆိုရင်ရှာပေးရတယ် equation of the second is the equation of the the equation of a cycle formula လေးပါရေးလိုက်မယ်နော် cycle is h minus h the whole square plus y minus k the whole square equal to r square အဲ့တော့ h minus h ညာမှာဆက်လို့ဘာသိမ်းလဲဆိုရင် minus 1ကိုတွင်းလိုက်လေ h plus minus 1အစင်းလေးကြီးကောင်ဆီကဒီမှာတက်တက်ထည့်လိုက်နော် plus y minus k ညာမှာဘာသိမ်းလိုက်လဲဆိုရင်2 the whole square equal to r ညာမှာ4 square အဲ့တော့မှဆရာတို့ဒါဘာလုပ်လိုက်မလဲဆိုရင် h plus 1 the whole square plus y minus 2 the whole square equal to 16ဒါ is that it? quantity equation of the cycle cycle ရဲ့ equation ကိုရှာမယ် with center ပေးထားတယ် that pass through point ပေးထား center နဲ့ point ပေးပြီးဆက်လို့ equation ကိုဘာလုပ်မလဲဆိုလို့ရှိရင်ရှာတယ်အဲ့တော့ပေးထားတဲ့ကောင်လေးကိုရေးလိုက်မယ်ကွာ center center ကဆရာတို့အဲ့ကောင်မှာ k equal to minus 1 comma 2 2ဟုတ်ပြီ radius ပေးတာဆရာ မပေးဘဲနဲ့ဆရာတို့ဘာပေးထားလဲဆိုပွတ်ပွတ်အမတ်တစ်ပတ်အမတ်တစ်ပတ်ပေးထားတယ်ပွတ်ဘီလို့ပဲထားလိုက်ပြီနော်ဘီ3ကော်မှာ minus 3ကော်မှာ -1 ဟုတ်ပြီနောက်ပြီးဒါမှမဟုတ်လို့ရှင် hy လို့ပဲထားထားဟုတ်လား a ပုံမှာ y equal to 3 comma minus 1ဒါပဲဒါအဲ့တော့ဆရာတို့ cycle equation ကိုရှာဖို့အတွက်ဘာလိုလဲဆိုလို့ရှိရင် r လိုလဲ

y minus 1 minus 1 minus 2 minus k ကပါလဲဆိုပြီးဒီဟုတ်2ဟုတ်ဆိုတော့ equal to 3နဲ့1ပေါင်း4 4နှစ်ထက်က6 minus 3နှစ်ထက်က6 6နဲ့6နဲ့ဆိုတော့ root 25 25 equal to 5အာတံဘိုးလည်းတိပြီစင်တာလည်းတိပြီဆိုတော့ကျွန်တော်လူချင်းနဲ့ equation ကိုရှာလိုက်အဲ့တော့ the equation the equation of the circle the equation of the bracket is formula ရေးလိုက်ပါကွာ h minus a the whole square plus y minus b the whole square equal to r square r square အဲ့တော့ h minus h ညာမှာဆက်လို့ပါသွားလိုက်မယ် minus 1 minus 1 whole square plus y minus k ညာမှာပါသွားလိုက်မယ်2 2 the whole square equal to pi square အားရမှာ pi square အဲ့တော့မှဆရာတို့ဘာလုပ်လိုက် a 1 the whole square plus y minus 2 the whole square equal to 25ဟာနားလည်ပါအဲ့တော့ तू ကဒီကောင်ကြီးကဘာပုံစံထွက်နေလဲ standard form ပုံစံဖြစ်နေ तू က equation ကိုရေးခိုင်းတယ် standard form လည်းမပြောဘူးဆိုတော့ general form လည်းမပြောဘူးဆို standard form တခုရပြီ general form မှာရှာပြီးဖို့လိုတယ်ဘာမှပြောမှာမဟုတ် ဒီရတွေပြောဆရာတို့ general function လိုက်မှာပေါ့ဟုတ်နော်အဲ့တော့ငါ့ဆရာတို့ဘာလုပ်လိုက်လဲရှင်းလိုက်မှာပေါ့နော်ရှင်းလိုက်မယ်သူဘာရ a square plus 2h 2h plus 1 plus ဒီကောက်ကြတော့ y square minus 2 4y 4y plus 4 sorry minus 4 equal to 25 25 25ကလေးကိုဆရာတို့ဘာလုပ်လဲဒီဘက်ပို့လဲမိုင်းနဲ့25ဘာဖြစ်လဲဆိုတော့ဆရာတို့ general form ကိုဘက်မှာဘာဖြစ်နေလဲဆိုရင်0ဖြစ်နေတာပေါ့ကဲအဲ့တော့မှဒီကောင်လေးကိုဆရာတို့ရှင်းလိုက်တဲ့ခါမှာဆရာတို့ဘာလေးရ x ဘယ်နဲ့ y ဘယ်စု x ဘယ်နဲ့ y ဘယ်နဲ့စုမယ် general form ပုံစံပြောင်းလို့ပေါ့အဲ့တော့ a square plus y square plus 2x minus minus 4y. 4y. 答对吧？要没错。minus 20 equal to zero。答对几多呢？a square plus one square plus two g h minus two f one。two f y minus plus, plus c. c equal to zero。这样吗？这样呢？ သတိက find the center center ရဲ့ and radius radius ရဲ့ဟိုဘာလို့ပြရလဲရှောင်ရ official the following side ဒီပေးထားတဲ့ equation တွေကနေပြီးတော့ဆရာတို့ဘာနဲ့ဘာကိုရှာမလဲဆိုရင် center နဲ့ radius ကိုရှာကဲနံပါတ် A နံပါတ် A က h minus 3 the whole square plus y minus 5 the whole square equal to 16အဲ့ဒီကိုကျွန်တော် ဘောင်ရှာလို့ဆိုရင်စင်တာနဲ့ရေဒီယပ်ကိုရှာဒီပုံစံလေးကိုကြည့်လိုက်တဲ့အခါမှာဘာဖောင်လဲဆိုလို့ရှိရင် standard form standard form လည်းကျတော့ဘာလို့လာလဲဆိုလို့ရှိရင်နှိုင်းရှက်လိုက်နော်နှိုင်းရှက်လိုက်နှိုင်းရှက်လိုက်မယ်နှိုင်းရှက်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲ h minus 8 w square plus y minus t w square equal to r square အဲ့တော့နှိုင်းရှက်လိုက်မယ်ဆိုရင် standard

number b ya 8 plus 7 the whole square plus y minus 2 the whole square equal to 9ဒီကောင်ကဘာပုံစံဖြစ်နေလဲဆိုလို့ရှိရင် standard form ဖြစ်နေတဲ့အတွက်ကြောင့် standard form နဲ့ထိုင်းရှင်းလိုက်မယ် h minus h the whole square plus y minus b the whole square equal to r အဲ့တော့ center က center 8.8 k ကဘာဖြစ်မလဲဆိုလို့ဆိုရင် -7 ဟုတ်တယ် -7 เนาะဒီမှာ -7 ဒီမှာ plus ဖြစ်နေတဲ့အတွက်ကြောင့်8ကဘာဖြစ်လဲဆိုရင် -7 ကိုမှ k တန်ဖို့ကတော့2ပဲ radius r radius r radius r equal to 3 3ဟုတ်ပြီလို့ရလားနောက်တော့ဒါတော့ဘာတွက်လိုက်မလဲဆိုရင်နံပါတ် c ဘာမှတွက်လိုက်မလဲနံပါတ် c တွေက A square plus Y square equal to 1ဒီကောင်လေးဘာဖြစ်လဲဆိုဒီဘက်မှာကဏန်းရှိနေတယ်ဒီဘက်မှာနှစ်ထပ်တွေဖြစ်တဲ့အတွက်ကြောင့်မို့ဆရာတို့ကဘာလို့ကမလဲဘာနဲ့နှိုင်းရလို့ဆိုလဲ standard standard form နဲ့နှိုင်းရှင်းမှာနှိုင်းရှင်းရင်ဆရာတဆင့်ထက်လိုက် a square ဆိုတာက h minus 0 the whole square နဲ့တူဟုတ်တယ်နော်ဒီကောင်လေးကဒီကောင်နှုတ်လိုက်တော့ a square လေဟုတ်လား plus y square ဆိုတာ y minus 0 the whole square 1 ွဲစကွဲလေးဖြစ်သွားပြီပေါ့ကွာစကွဲလေးထည့်လိုက်အဲ့တော့ဇာတ်လမ်းနိုင်ကြလိုက်မယ် h minus 8 the whole square plus y minus k the whole square equal to r square အဲ့ဒါဆိုရင်စန္တာကစန္တာ h h k h k လေးဆိုတော့ဇာတ်လို့ဟိုလစ်ဆုံးတဲ့ဒီမှာမိပါအောင်ဒီမှာထည့်တယ်ပြနေတာ general form ရဲ့စန္တာက h k ဆိုတော့သိအောင်နော် equal to 8က0 minus 1 ဒီရလဲ0ပြီးတော့ရှင် radius radius r r equal to 1ဒါပဲเนาะနောက်တစ်ခုနံပါတ် d နံပါတ် d က a square plus y minus 3 the whole square equal to 49အဲ့တော့မနိုင်ရှိရင်ဆက်စစ်ထည့်လောက်ပဲ a square ဆိုတာ h minus 2 square နဲ့တူတယ် y minus 3 the whole square equal to 7 square. I don't want 19 like that. H, H minus, 0 H, minus H, H the whole square plus y, minus 0 0 0 y minus P the whole square equal to R square. I don't want Santa. Santa X comma. A comma. P ga bana to be solution. Zero comma. Zero comma. 3. 3. 3. Three. Three. Radius. Yeah. Wow. So mm. Radius R. R equal to seven. Nine. Seven four. Find this center. center ရဲ့ and radius ကိုဘာလို့ပြရလဲရှာပြရမယ် out the following side နံပါတ် A ဒီကောင်ကိုဆရာတို့ကဒီမှာပြရတာဘာပုံစံလဲဆိုရင် general form ပုံစံเนาะ general form နဲ့ပဲဆရာဘာလုပ်မလဲဆိုရင်ရှာဒါတို့ standard form နဲ့ရှာလိုက်ရတယ်ဒါပေမဲ့ general form ပေးတာတော့ general form ကိုပဲဆရာတို့ဘာလုပ်လိုက်လဲဆိုရင်ရှာလိုက်အဲ့တော့ compare နှိုင်းရှင်းလိုက်မယ်နော်ဆရာ compare တွေပါရေးနေတော့ဘာနဲ့ဘာနဲ့နှိုင်းရှင်းလိုက်မယ်ဆို compare နီးလိုက်ပါမယ်ကွာ a square plus y square plus 2g h plus 2xy plus c equal to 0ဟုတ်ပြီအဲ့ဒါဆိုရင်ဆရာတို့ 2g နဲ့ဘာနဲ့တူလဲဆိုရင် minus နဲ့တူလဲတူဟာ h ရရှင်းနိုင်ရှင်းလိုက်တဲ့အခါမှာ 2g equal to minus 2 2ကလည်းဘာနဲ့တူ10နဲ့တူ 2x equal to 10 ဟာကု C နဲ့ဘာနဲ့တူမလဲဆိုရင်23နဲ့တူ C ဥပ္ပတ္တူ22အဲ့ဟိုက်ရှိလိုက်တာသိမယ်နော်အဲ့တော့ G G ကဘာဖြစ်မလဲ -1 F ကဘာဖြစ်မလဲ5 C ကတော့ဘာဖြစ်လဲဆိုရင်23ပါအဲ့တော့ကျွန်တော်စန်တာကိုရှာလို့ရပြီနော်စန်တာစန်တာစန်တာကဒီမှာ general form မှာရှိတဲ့ကောင်က -G မဟုတ်ဘူး -G ရဲ့ -F ကဖြစ်တဲ့အတွက်ကြောင့်မျိုး g equal to minus 1ကဘာဖြစ်သွားလဲ1ကောင်မှာ f equal to 5က minus 5ဒါဆိုဒါဆိုရင်ဆရာတို့စန်တာရပြီဘာလို့ရှာမလဲ radius ကိုရှာကဲ general formula radius ကိုရှာတဲ့ formula ကဘာ r equal to square root of g square plus f square minus square root of g square g ဟုတ်ကြည့်စကွဲမိုင်းနော်အစားတော့ဒီထားလိုက်နော်ဒါနဲ့လာနေ ။အဲကိစ္စတော့မရှိဘူး။ဘာဖြစ်လဲဆိုရင်နှစ်ထပ်ဆိုတော့သူကတောက်သွား။ဒါမဲ့အစားသွေးတဲ့နေရာမှန်ဘူးတော့လို့မယ်။ -1 square plus 5 square -23 25 25 26 26 23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  ဲ့တော့ကျွန်တော် standard form နဲ့ပဲသုံးသုံး general form နဲ့ပဲသုံးသုံး a square ရဲ့မြောက်ပေါ်ကင်းရဘာပဲဖြစ်နေရမလဲဆိုရင်1ပဲဖြစ်နေရအဲ့တော့အကုန်လုံးကိုနှိမ့်နဲ့ဘာလုပ်လိုက်မလဲဆိုရင်ချင်းလိုက်မယ်စားလိုက်မယ်အဲ့တော့ a square plus y square minus 2h plus 47 by 2 equal to 0ဟုတ်ပြီနော်အဲ့တော့ဆရာတို့ဘာလဲနှိုင်းရှင်းလိုက်မယ်ဆိုရင် compare a square plus y square plus plus two g h plus two f y equal to sorry jadi plus c forty okay sorry ก็มาเนี่ยแล้วโอเค plus c equal to zero ဒါဆိုရင်ဇာတ် 2g ရပါနဲ့တူသွားမယ်ဆိုရင် h ရှင်းနိုင်ရင် minus တွေ့ minus တွေ့ 2g equal to minus တွေ့ y နဲ့နိုင်ရှင်းစရာမရှိဘူးဆိုတော့ဘာဖြစ်မလဲ 2g equal to 0 2f equal 0 y နဲ့9ရှင်းစရာမရှိဘူးဆိုတော့ဘာဖြစ်မလဲဆက် 2f equal to 0 c ရကြတော့47 2 47 2ဟုတ်နော်သူကြည့်ရ -12 ဆိုလို့ရှိရင် g ကဘာဖြစ်လို့လဲ -0 2f က0ဆိုရင် f ကဘာဖြစ်လဲဆိုရင်0ဒါဆိုရင်စန်တာရပြီစန်တာစန်တာ -g -g, -f -g, -f -g, 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 -g minus ဖြစ်သွားတဲ့အကြောင်းစစ်ကောမှာ0ပြီးဆရာတို့ဘာကိုရှာမလဲဆိုရင် radius radius ကိုရှာမယ် general power ရှိတဲ့ radius ကိုရှာတဲ့ formula က g square f square minus c square root of g square g minus c square plus 0 square minus 47 by 2 47 by 2 36 ဘူး36 0မရတော့ဘူး36 minus minus 47 by 2အဲ့ဒီနားလေးကိုသွားလိုက်ပါအဲ့တော့ဘာဖြစ်မလဲ r equal to 6 square root of 36 minus 47 by 2အဲ့တော့ဘာဖြစ်မလဲ r equal to square root of ပိုင်းချင်ကြည့်လိုက်ဟာသူ့အနေနဲ့ပြောမယ်သူ့အနေနဲ့ပြောမယ်82 82ထက်က49ကိုဘာလို့မလဲဆိုလို့ရှိရင်နှုတ်လိုက်အဲ့တော့ဘာရမလဲဆိုရင်25ရဟုတ်ပြီနော်25 25 by 2 25 by 2 25အပြည့်ထွက်တော့5 5ဒီကောင်ကအပြည့်ထွက်လို့မရဘူးအဲ့တော့ပိုင်းချီမှာဆရာတို့ရူပြောက်ချီအပေါ်လဲရူတူးပြက်ကြအောင်အောက်ကိုလည်းရူတူးနဲ့မြောက်လိုက်တဲ့ချင်းဆရာတို့ဘာရတာ5 root 2 by 2 5 root 2 by 2ညာညာနော်